ခမားခုတိအချိန်ပိုတွေဆက်လုပ်နေတော့လားနှစ်40စာဝင်တော့ဝင်ပိုးနဲ့အောင်မြင်မှုကိုတပြိုင်နက်တည်းမရနိုင်ဘူးမဆွေခမား professional အောင်မြင်မှုတွေလိုချင်ဟတ်ဆယ်ဆိုရက်အပြစ်မှန်ခံခြင်းကိုခုပဲရလိုက်ပါဟတ်ဆယ်ဆိုရက်ပြစ်မှန်ခံခြင်းဟာအနာဂတ်ကိုပြင်ပြင်ပေးရစေမဟုတ်ဘူးဒါက ပစ္စုပန်ကိုလောင်ကျွမ်းစေတဲ့မိလာလူဖြစ်တယ်။ခင်ဗျားရဲ့ဘဝမြေပုံကိုလောင်ကျွမ်းခြင်းမှာကာကွယ်ရမယ်မိတ်ဆွေ။အသက်40မှာအောင်မြင်မှုကအားစိုက်ထုတ်မှု effort မဟုတ်ဘူး။ရွေးချယ်မှု choice ပါ။ခင်ဗျားရဲ့အချိန်ကိုရွှေပြောင်းလို့ရတဲ့ရင်းနှီးမြှုပ်နှံမှုအဖြစ်ပြောင်းပါ။လုပ်ငန်းရှင် project ကိုတိဆောက်ပြီးတော့ ပညာ wisdom ကိုအလိုလျောက်အလုံးလုံးခိုင်းပါမရှိဘူးခင်ဗျားဟာအလုပ်တွေကိုအတင်းတွန်းနေလုပ်နေဖို့မလိုပါဘူးဒါပေမဲ့ရည်ရွယ်ချက်ရှိရှိဖန်တီးနေတဲ့မိတုကအာခိတက်တယောက်ဖြစ်ဖို့တော့လိုတယ်အောင်မြင်မှုဟာပြန်မှန်းဖို့မဟုတ်ဘူးမရှိဘူးချုံးမွေ့နေဖို့ပါ ဒီလိုချောမှုရဲ့အောင်မြင်မှုကိုရဖို့အတွက်ခင်ဗျာကျွန်တော်တို့ရဲ့ system ကိုစတင်လိုက်ပါအရေးအကြီးဆုံး mindset shift ပြေခေါ်ပုံပြောင်းလဲမှုတွေကိုလက်မလွတ်စေဖို့အခုပဲခင်ဗျားရဲ့နာဘက်ကီးစင်ကိုအတီးပြုလိုက်ပြီးတော့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်လိုက်ပါပဲရှင်